မင်္ဂလာပါခင်ဗျာမြန်မာ property dealer ရဲ့ passive income သတင်းများစီစဉ်ရနေပြည်လဲကြိုးစိုးလိုက်ပါတယ်ဒီဒီပတ်ရွေးချယ်တင်ဆက်ပေးမယ့်ပထမဆုံးသတင်းကတော့အိမ်ယာလေးခုမှာအခန်းဝယ်ယူခွင့်လျှောက်ထားသူ118ဦးကိုယာယီနေထိုင်ခွင့်ထုတ်ပေးသွားမယ်ဆိုတဲ့အကြောင်းပြပြပေးကြပါတယ်တိလဝါဥယျာဉ်အိမ်ယာယူဇနာအိမ်ယာပိုင်း3ကျဆင်မင်းအိမ်ယာပိုင်းတင်နဲ့ရုံမရည်တာအိမ်ယာတို့ရှိအခန်းများချင်းဝင်နဲ့ဝယ်ယူခွင့်ရရှိသူ118ဦးကိုယာယီနေထိုင်ခွင့်ထုတ်ပေးသွားမှာဖြစ်တယ်လို့မြို့ပြနေအိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနထံမှသိရပါတယ်အဆိုပါအခန်းများကို အင်ယာချင်းဝင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအစီအစဉ်နဲ့ဇွန်လ29ရက်နေ့ကရောင်းချခဲ့ခြင်းဖြစ်ကား ဝယ်ယူခွင့်ရရှိသူများကချင်းဝင်နေပတ်သက်သောလုပ်ငန်းများကို CHID ဘက်မှဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ဒါကြောင့်ယာယီနေထိုင်ခွင့်အကြောင်းကြားစာများကိုနိုဝင်ဘာလ6ရက်နေ့မှ17ရက်နေ့ထိရုံးချိန်အတွင်းရန်ကုန်တိုင်းဒေသကြီးမြို့ပြနှင့်အင်အားဖွံ့ဖြိုးရေးဦးစီးဌာနအမှတ်228မြေဆောင်234ဗိုလ်ချုပ်အောင်ဆန်းလန်းဗိုလ်တထောင်မြို့နယ်မှဆောင်ရွက်ပေးလျက်ရှိပြီးထုတ်ယူမဲ့သူများအနေဖြင့်ကိုယ်တိုင်ထုတ်ယူပါကမှတ်ပုံနဲ့မူရင်းမိတ်သူတကောင်စီရင်းမိတ်သူကိုစားထုတ်ယူပါကကိုယ်စလဲလွှဲဆောင်မူရင်းကာယကံရှင်နဲ့ကိုယ်စလဲရဲ့မှတ်ပုံတွေမူရင်းမိတ်သူတကောင်စီရင်းမိတ်သူတို့ကိုတင်ပြထုတ်ယူရမှာဖြစ်တယ်လို့ ည်းသိရပါတယ်။ဒါအပြင်အခန်းတော်ထုတ်ပေးခြင်းနဲ့အခန်းအနှံ့ခြင်းကိုတီလဝဥယင်အင်အားအခန်း56ခန်းအတွက်နိုဝင်ဘာလ18ရက်ယူဇနာအင်အားအပိုင်း3အခန်း34ခန်းအတွက်နိုဝင်ဘာလ18ရက်ကျဆင်မင်းအင်အားအပိုင်း1အခန်း90အတွက်နိုဝင်ဘာလ19ရက်ရိုမရိတ်တာအခန်း88ခန်းအတွက်နိုဝင်ဘာလ20ရက်နေ့တို့မှာထုတ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။အဆိုပါအခန်းများကိုဝယ်ယူခွင့်ရရှိသူများအနေဖြင့်တက်ဆိုင်ရာအင်အားများအတွင်းယာယီနေထိုင်ခွင့်အကြောင်းကြားစာမူရင်းနဲ့အတူလာရောက်လက်ခံရမှာဖြစ်တယ်လို့လည်းသိရပါတယ်။ နောက်ထပ်တစ်ပုဒ်အနေနဲ့တီဟိုတေးရဲ့စိုက်ပျိုးရေးဆောင်တွင်လောက်ကန်ခြင်းမရှိသည့်မြေကွက်များပြန်လည်သိမ်းယူမယ်ဆိုတဲ့အကြောင်းပြပြပေးကြပါမယ်။ ။ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်ပြည်မြို့နယ်မော်စာကျေးရွာအုပ်စုနဲ့မုတ်ရှိကျေးရွာအုပ်စုတို့ရှိတီအိုတရက်ဆိုင်ပြိုးရေးဆောင်တွင်လောက်ကန်ခြင်းမရှိတဲ့မြေကွက်များကိုပြန်သိမ်းမှဖြစ်တယ်လို့ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ပဲခူးမြို့မှထုတ်ပြန်ထားရှိပါရယ်။ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်ပြည်မြို့နယ်မော်စာကျေးရွာအုပ်စုနဲ့မော်ရှိကျေးရွာအုပ်စုတို့ရှိမြေဧရိယာ389.91ဧကကိုမြေလွတ်မြေလနဲ့မြေအိုင်များလောက်ပိုင်ခွင့်နဲ့အတုံးပြုတ်ခွင့်တို့အားစိုက်ပျိုးလောက်ကန်လို့သူတောင်းသူများထံသို့တီအိုတရက်ဆိုင်ပြိုးရန်1992ခုနှစ်ဩဂတ်လ28ရက်နေ့မှစတင်ပြီ လောက်ကွက်များချပေးထားခဲ့တာဖြစ်ပါတယ်။အဆိုပါချပေးထားခဲ့တဲ့လောက်ကွက်များနဲ့2025ခုနှစ်အောက်တိုဘာလ31ရက်နေ့အထိအကောင့်တွေပေါ်လောက်ကန်ဆောင်ရွက်ခြင်းမရှိတဲ့လောက်ကွက်များကိုပြန်လည်သိမ်းယူသွားမှာဖြစ်ပြီး2025ခုနှစ်ဩဂတ်လ22ရက်နေ့ထုတ်မြန်မာအလင်းသတင်းစာ၌အတိအပေးကြေညာခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ယနေ့ချိန်ထိအကောင့်တွေပေါ်လောက်ကန်ဆောင်ရွက်ခြင်းမရှိတဲ့လောက်ကွက်များကိုမြေလူမြေလည်းနဲ့မြေအများစီမံခန့်ခွဲဥပဒေကိုပြင်ဆင်တဲ့ဥပဒေ2018ခုနှစ်ပုံမှန်20နှစ်ပုံမှန်ခွဲခါခွဲပုံမှန်ခွဲငယ်1နှစ်2တို့အရသိမ်းယူပြီးဖြစ်ကြောင်းနဲ့ မိသည့်အတနာခံတာကိုများထက်သွင်းစဉ်းစားမြင်မဟုတ်ကြောင်း၎င်းမြေပေါ်ရှိလုံပိုင်တွင်အသုံးပြုခွင့်အရရတို့အားလည်းပယ်ဖြတ်ပြီးပြဖြစ်ကြောင်းတိပေးထားရှိတာပဲဖြစ်ပါတယ်။ နောက်တဲ့တပုတ်နေနဲ့မြောက်ရီရှိကြားပြန်အဆောက်အလုံး130ကိုဖြိုးချပြီးကျန်က25လုံးကိုလည်းဆက်လက်ဖြည့်ဆည်းမယ်ဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်။မြောက်ရီမက်တော်တလီ KK Pad နေမည်ရှိကြားပြန်အဆောက်အုံ130လုံးကိုဖြိုးချဖြည့်ဆည်းခဲ့ပြီးကျန်က25လုံးကိုလည်းဆက်လက်ဖြိုးချဖြည့်ဆည်းဖို့ရှိနေတယ်လို့သိရပါတယ်။မြောက်ရီမက်တော်တလီ KK Pad နေမည်အတွင်းရှိ online လောင်းကစားမှုတွေ online လိမ်လည်မှုတွေနဲ့ဒူးစရိုက်မှုတွေပြုလုပ်တဲ့ဇုံ3ဇုံမှာအဆောက်အုံစုစုပေါင်း635လုံးရှိတယ်လို့ဆိုပါတယ်။2025ခုနှစ်ဇန်နဝါရီလ30ရက်မှာ နိုဝင်ဘာလ17ရက်နေ့အထိမြန်မာနိုင်ငံအသွင်းသို့တရားမဝင်လာရောက်တဲ့ပြည်ပနိုင်ငံသားစုစုပေါင်း1815ဦးစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပြီး၎င်းတို့အနက်မှာ9536ဦးကိုထိုင်းနိုင်ငံမှတဆင့်တပ်ဆိုင်ရာနိုင်ငံများသို့ဥပဒေလုံထုံးလုံနေရတဲ့အညီစနစ်တကျပြည်နယ်လွှဲပြောင်းပေးနိုင်ခဲ့ကကြံရှိသည့်ပြည်ပနိုင်ငံသား1289ဦးကိုတပ်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန်အသင့်ဖြစ်နေရလို့သိရပါတယ်။ ။နိုင်ငံတကာကဏ္ဍအနေနဲ့ကန်ဒိုလာ9ဘီလီယံတန်ဘူတာရုံနဲ့အတူပို့ဆောင်ဆက်သွယ်ရေးတကာအသစ်တစ်ချက်ဖွင့်လှစ်ပေးလိုက်တဲ့တရုတ်နိုင်ငံဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်။တရုတ်နိုင်ငံဟာခေတ်မီနီးပညာရေးနဲ့အတူအဖြစ်နိုင်မှုဆိုတဲ့ကန့်သတ်ချက်ကိုကျော်လွန်ပြီးဆက်လို့ရေလောကရဲ့စံချိန်ပေါင်းများစွာကိုအမြဲလိုလိုချိုးဖျက်တတ်တာပဲဖြစ်ပါတယ်။အာရှရဲ့စီးပွားရေးပိုချက်ဖြစ်တဲ့တရုတ်နိုင်ငံအနေနဲ့နိုင်ငံနောက်ပိုင်းဆက်သွယ်ရေးတကာအသစ်တစ်ချက်ကိုဖွင့်လှစ်ပေးမယ့်စီမံကိန်းတစ်ခုနဲ့အတူကမ္ဘာစံချိန်တစ်ခုချိုးဖျက်လိုက်ပြန်ပြီပဲဖြစ်ပါတယ်။ဒီစီမံကိန်းကတော့ချောင်းချင်း East Railway Station ပဲဖြစ်ပါတယ်။ အကျယ်ဘုံအနေနဲ့စတူရန်မီတာ1.2တန်းကျယ်ဝန်းတဲ့ DC မန်ဂိတ်ကို2019ခုနှစ်မှာစတင်ခဲ့တာဖြစ်ပြီး2020ခုနှစ်မှာတိစောက်ပြီးစီးခဲ့တာပဲဖြစ်ပါတယ်။ဒီကျယ်ဝန်းဟာဘလုံးကွင်း190စာရှိတာဖြစ်ပြီးကမ္ဘာ area အကျယ်ဆုံးဘူတာယုံဖြစ်စင်းဝင်စေခဲ့တာဖြစ်ပါတယ်။ဒီဘူတာယုံအဆောက်အဦမှာအလွာရှစ်လောပေါဝင်တာဖြစ်ပြီးမြေပြင်အထက်လေးလောနဲ့မြေအောက်လေးလောတို့ဖြင့်တိစောက်ထားတာဖြစ်ပါတယ်။ square feet တသိန်း1000ကျယ်ဝန်းပြီးတန်ချိန်16504ကျင်ရှိတဲ့ခမုံကိုသစ်ပင်ပုံစံထောက်တိုင်များဖြင့်ပြင်မာထားတာဖြစ်ပြီးနေအောင်ကြီးတိုက်ရိုက်ဝင်ရောက်စေမဲ့မှတ်များကိုလည်းအသုံးပြုထားတာပဲဖြစ်ပါတယ် ဒီဘူတာယုံအဆောက်အဦက3 star green building စီးရင်ဝင်ဖြစ်တာနဲ့အညီခမိုးထပ်ပိုင်းဆိုလာဗျာမားမှထုတ်လုပ်ပေးတဲ့လေးစစ်ကိုအသုံးပြုပြီးအဆောက်အုံရဲ့အပူပိုင်းနဲ့အေးပိုင်းစနစ်များကိုလည်ပတ်စေတာပဲဖြစ်ပါတယ်။မြေပြင်အထက်လေးလွှာတွေအမြန်ရထားဈေးဝယ်စံတာ ရုံးခန်းများနဲ့ဟိုတယ်များပါဝင်မှာဖြစ်ပြီးမြေရောက်အလွာတွေမှာတော့ဘတ်စကားဂိတ်၊ကားပါကင်း၊မက်ထရိုနဲ့ကော်မရှယ်အေရီးယားတွေပါဝင်မှာပဲဖြစ်ပါတယ်။ဒီပူတာရုံမှာပလက်ဖောင်း15ခုနဲ့အမြန်အထားပြည်လက်29လက်တို့ပါဝင်မှာဖြစ်ပြီးတနအီကိုလူဦးရေ16000တိဝန်ဆောင်မှုပေးနိုင်မှာပဲဖြစ်ပါတယ်။ချောင်းချင်း East Railway Station ဟာနိုင်ငံရဲ့ဆက်သွယ်ရေးမိုင်းတိုင်တစ်ခုတည်းမကဘဲအနာဂတ်မြို့သစ်စီမံကိန်းရဲ့ရှစ်ပြေးဘိုလ်ချက်တစ်ခုလည်းဖြစ်ပါတယ်။မကြာမီကာလာတွင်အပြည့်အဝလက်ပတ်နိုင်တော့မဲ့ဒီပူတာရုံဟာဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုရဲ့အဓိကတော့ချက်တစ်ခုဖြစ်ပြီးဘူတာရုံကိုဘိုးဘိုးပြုတ်က Station City Immigration ဆိုတဲ့မြို့သစ်စီမံကိန်းတစ်ခုကိုပါတွဲဖက်အကောင့်ထဲဖုံးတင်ရမှာဖြစ်ပါတယ်။ဒီစီမံကိန်းကအကျံဝန်းအဖြစ်3.5စကွဲကီလိုမီတာကျံဝန်းလာဖြစ်ပြီးဟိုတယ်၊ရုံးကန်၊ commercial area တွေအပြင် public space ပေါင်းများစွာကိုပါထည့်သွင်းတည်ဆောက်သွားမယ်လို့သိရပါတယ်။ချောင်းချင်း East Railway Station စီမံကိန်းဟာတရုတ်နိုင်ငံရဲ့အကြီးမားဆုံးဆက်လုပ်ရေးအောင်မြင်မှုဖြစ်ုံသာမကနိုင်ငံရဲ့ပို့ဆောင်ဆက်သွယ်ရေးတကားအသစ်တစ်ချက်ကိုပါဖွင့်လှစ်ပေးလိုက်တာဖြစ်ပြီးစုစုပေါင်းကန်ဒေါ်လာ9ဘီလီယံကျော်အထိကုန်ကျစရိတ်တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာနောက်ပတ်ဒီမှာလဲစိတ်ဝင်စားဖို့အင်ချမ်မီသတင်းတွေကိုထပ်မံတင်ဆက်ပေးအောင်မှာဖြစ်လို့ကျွန်တော်မြန်မာ property ဒီလာရဲ့အပတ်စဉ်အင်ချမ်မီသတင်းများအစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုပေးကြပါလို့ပြောကြရမယ်ကျွန်တော်တို့ရဲ့အစီအစဉ်ကိုဓမ္မဘေးရနာဝင်ကြည့်ပါခင်ဗျာမြန်မာအင်ချမ်မီအတွက် MBD News